ရေနန်းတော်လိုလူပြောများတဲ့အယုအကြောင်းတမိုင်းမှန်ပေါ်ပြီးငလင်လှုပ်ပြီးနောက်အင်းဝမှာရေနန်းတော်ပေါ်တယ်ဆိုတဲ့ကိစ္စဟာဒီနေ့ကဆိုရှယ်မီဒီယာပေါ်မှာတော်တော်နာမည်ကြီးနေတဲ့ကိစ္စဖြစ်ပါတယ်နန်းတော်လိုယူဆရတဲ့အဆိုပါအယုကြီးကိုမင်းနုအုပ်ချောင်းရဲ့အရှိမြောက်ဘက်ဂျုံအပြင်ဘက်အေယာဝတီမြေပေးမှာရွာသားတွေကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးမြကြီးအကြောင်းတွေကလည်းအင်မတန်ကြီးမားတဲ့အယုကြီးတကူထိုးထွက်နေတာမို့လို့အလုံးကစိတ်ဝင်စားခဲ့ကြတာပါအမိမဖော်လို့သူရွာသားတယောက်ကလည်းဒါဟာအင်းဝဘရင်နန်းကောင်ဆန်ပြောခဲ့တဲ့ရေနံပိမှန်ကြီးဖြစ်ကြောင်းကိုဗဇက်ပြောနဲ့ထင်ကြီးပေးခဲ့ပါသေးတယ် ဒါကြောင့်သက်ဆိုင်ရာရှေးအောင်သုတေသနအဖွဲ့တွေကတွားရောက်လေ့လာခဲ့ကြပြီးအဲ့ဒီအခါမှာတော့အဆိုပါမြေအောက်ကပေါ်လာတဲ့အုံမျိုးယိုကြီးဟာရှေးတုန်းကဘုရားငယ်တဆူရဲ့ရှစ်ပတ်လည်ပနတ်ကုံဖြစ်ကြောင်းသိခဲ့ရပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့ဒီမျိုးယိုနဲ့ပတ်သက်တဲ့တိကျတဲ့ထုတ်ပြန်ချက်ကိုအဆိုရဆိုင်ရာရှေးသုတေသနအဖွဲ့ကကြေညာခြင်းမရှိသေးတာမို့အလုံးကထင်ကြေးတွေသာဖြစ်နေပြီးဘသူအဖေခေါ်ရမှန်းမသိစကလုံးတွေအလုံးဟာလည်းဖောင်းပွားလို့နေပါတယ်။

ဟိုဟာတပည့်တော်တို့ဟိုကဟိုလေးမပါတော့လို့ပြိဋိဘံဆံကဟိုဟိုကကြုံလေးရပါလေရောအဲ့ဒါငွေအဲ့ဒါမှာရွှေရှိတယ်ရွှေထဲမှာစေးတော်ကြီးရှိတယ်ဟုတ်လားငကားကိုကျွန်တော်ဖူးနေတော့ဖူးပြပါမယ်တကယ်တမ်းအစတော့ကင်လို့ဆိုပြတော့ဒကာကြီးပဲပြပြီသူကလည်းအဲ့ဘက်ကလည်းဖုန်းနဲ့တပ်ဖို့ရအောင်အဲ့ဒါဟောပေါ်ဒကာကြီးပဲကင်ပါဦးဇင်းတော်တော့မကင်ပါဘူးကြည့်ပဲကြည့်ပါဒါထည့်ပါဆိုတော့ ီစားပေါ်တယ်ဟောအင်းကလပ်ပေါ်တယ်ဒါအနကူတဲ့ဟောအနကူအင်းအင်းဒီတို့ရှင်းသူမှာတော့ကိုးစုမြောက်တယ်မြန်မာနိုင်ငံတနိုင်ငံလုံးနဲ့ကိုးစုမြောက်ဟောဒါကိုးစုမြောက်ဒီမှာဒါဥခွတ်ဟောဒါဥခွတ်30ဥ30ဟောဘုရားဆု30ဥခွတ်အင်း အဲ့ဒီညာရဒါရအဲ့ဒီဟိုဘက်ဇီတီရလေဒီဘက်ဒီဒီဟာပင်စာလောဟာဒီဘက်ဒီဘက်ကဩပင်စာလောဟာဩဩစီးတော်ကြီးတမန်ဒီငွေကြုတ်ချွေကြုံနဲ့စီရင်ပြီးတော့ပြန်ပြီးဌာပနာဖို့ဩအပေါ်ကငွေကြုတ်တမန်အောက်ကရွှေကြုတ်တမန် တော့ဒါတွေကမဆွေးဘူးနော်ငွေကြုတ်ဆွေးကြုတ်ဩအဲ့အဲ့ဘာဓာတ်တော်လားလားဟုတ်မဟုတ်စီးတော်စီးစီးစီးပြီးတော့ခုနပြောရလေအာစီးစီးတော်ဒီငကားကိုလာတိုက်တယ်ဆေးရငကား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 ကိုမနိုင်ဘူးလေဟွန်းဟွန်းသူ့တပည့်ကသူ့ဆရာဒီပေါ်ရင်ဆုံးသွားပါသူ့တပည့်ကအဲ့မှာဒီစီးတော်ယူရွှေကြုံငွေကြုံနဲ့ဌာနပြန်ပြောတာပေါ့ဩ တပီတော်တကယ်တမ်းဒီရက်ကငကားတန်ဆိုတော့တပီတော်လာတိုက်တယ်ဘာဖြစ်လဲမနိုင်အောင်လို့ပေါ်ပေါ်ပြီးထားတယ်ပေါ့อืมဒါပြန်စီးတော်ကြီးပြန်ပွားလာနော်အကူကြီးအကူကြီးယူသွားမှာငကားစီးတော်ကိုအဲ့လိုကြာမှာပေါ့နော်တင်ပါမဟုတ်ဒီကြီးဟောပေါ့ငကားဘာနာငကားစီးတော်ကဌာပနာလေးထည့်လိုက်တာငကားကိုလာတိုက်တယ်ဆရာရဲ့စီးဩဒါပေမဲ့ဆရာကမနိုင်ဘူးလေဒီပေါ်မှာဆုံးသွားတော့သူ့တို့ပဲကမတိုက်ရဲတော့ပဲနဲ့အဲ့ဒီစီးကိုလှူလိုက်တာပေါ့ ပဲပဲလဲပဲပဲလဲအဲ့ဒါရွှေကြုတ်တမန်ကရွှေအစ်စ်ပေါ့နော်အစ်စ်ပြဟုတ်လားအေးအလုံးလိုက်လေးဆွဲလာတာအဲ့ဟုတ်လားအလုံးလိုက်လေးဒါတပီးတော့ရမယ်ဆိုတော့အိမ်မပေးဘူးဟုတ်လားတမန်ပြီးတဲ့တိုင်းလည်းရတာပဲမေတော်ကြီးပေါ့တကယ်တမ်းဆိုရင်တော့အေးပေါ့အေးပေါ့အေးပေါ့ဒီတပီးတော့တို့ဒါလည်းဌာပနာပြန်ပြီးတော့ဌာပနာပြန်ထည့်ရမှာပါအင်းအင်းဒါလည်းမသိချင်သေးဘူးတမန်အဲ့တမန်တော့ပဲဒါလည်း ဟုတ်တယ်ဥပ္ပကံဒါဒါဟုတ်ဒါဒီဘက်ကမင်းတို့ကာကာကာရဲ့နေရဲ့နာလေးကအင်းအင်းဒီပေါ်ပေါ်နေတယ်ဒီပေါ်နေတာဒါပြင်စာလောဟာတဲ့သူကငါးမျိုးကြည်တန်တို့ဟောကြည်တန်တို့ငါးမျိုးပြင်စာလောကကြည်တန်တို့ဒါလေရွှေလဲပါတယ်ဟုတ်တယ်ဟုတ်တယ်လေကြောက်အဲ့လိုဆို တင်နာဖတ်တတ်တဲ့လူကတော့ဟိုဖြစ်တယ်။ဟုတ်အောက်ချီမှာစာရန်ဟုတ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 ်စာရန်ပါတယ်ခုမတရားကြည့်မင်းအင်းအင်းအဲ့ဒါချရိုက်တယ်။ဟင်းအောက်ချီမှာဟုတ်တယ်နော်ဟိုပြူစာကြာမှာပေါ့နော်။ဘာမှမပကန်သူကဟိုညောင်ရမ်းလို့ပြောတယ်ဗျာ။ဟုတ်လားဒီမှာညောင်ရမ်းဖြစ်ပေါ့ညောင်ရမ်းဖြစ်ပေါ့ပကန်ဖြစ်တော့ညောင်ရမ်းလို့သူကနှစ်ဆက်ပြဖို့များတယ်ပြူနဲ့ဒီဒီဒီအဲ့နကူကပြူဒီဟာပကန် အဲအဲ့လိုဆိုင်ဆရာတော့အဲ့လိုပြောတယ်တပည့်တော်အိမ်မထဲမှာတော့ပြူဖူးရတာပေါ့ဗျာဖူးရတာအခု B9 နဲ့ဟာပြူရမှာပေါ့ဗျာတရမ်းပေါ်လာဦးလေတွေ့လားပေါ်တယ်ပေါ်တယ်ဆရာကြည့်ရပေါ်ပေါ်ဟုတ်ကဲ့ဗျာခုငလေရောပေါ်လာတယ် ရင်းနှီးတော့ဆိုတာကအခုမှပေါ်လာတာမျိုးမဟုတ်ပါဘူး2009ခုနှစ်တုန်းကလည်းဒေသခံတွေအုပ်ဖို့ရင်းနဲ့အုပ်တွင်တွင်းနဲ့ဒီအဆောက်အုံကြီးကပေါ်လာဘူးတဲ့အဲ့တော့ကပေါ်လာတာကတော့တောင်သက်စင်ကက်လီကတည့်ကင်းလီကတွေကိုအဲ့အချိန်တွေကတွေ့ရှိပြီးသားပါဒါပေမဲ့အဲ့အချိန်တော့ကမီဒီယာအနေနဲ့သတင်းချက်လက်ပြန့်ပွားမှုနေတဲ့အခါကျတော့အခုလိုမျိုးလူတွေမသိကြဘူးပေါ့နော်အခုရဒီနေရာကြီးကအဲ့ပဲချန်ကတော့တော်ကြီးဖြစ်နေတာပေါ့နော်တစ်ပေနဲ့ပေါ့ချုံနေပေါ့လို့မှခုရလက်ရှိရှင်းလင်းပေါ်ထွက်မှုတွေလုပ်နေပါတယ် အခုငလျင်ရောက်ပေါ်လာတဲ့ဒီအဆောက်အုံကတော့အရှိတ်အချမ်းဖြစ်ပါတယ်အရှိတ်အချမ်းခြေကားပေါ့နော်အခုအရှိတ်အချမ်းခြေကားကိုကျွန်တော်တူးဖော်ထားတာဟိုလက်ရှိတော့ဒီခြေကားကြီးကတော့ရုပ်လုံးပေါ်လာပြီပေါ့နောက်ဘက်မှာလည်းခြေကားတစ်စင်းရှိပြီးတော့မှအနောက်ဘက်မှာလည်းခြေကားနှစ်စင်းရှိပါတယ်နောက်ဘက်မှာလည်းခြေကားတစ်စင်းရှိတယ်အနောက်အနောက်ဘက်မှာလည်းခြေကားနှစ်စင်းရှိတယ်သူကဘယ်လိုလဲဆိုတော့ဟိုခြေကားတွေเนี่ยအရှိအနောက်ဝဲရညှက်ပြီးတော့မှတိဆောက်ထားတာပေါ့ မင်းရရှိသူကအလယ်မှာတစ်တိုင်လုံးကြီးတွေနဲ့သူကဘုံပြားတက်ကြီးတိဆောက်ထားတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အခုလက်ရှိဖုံးရောင်းတွေနန်းတော်ကြီးတွေလိုမျိုးပဲပေါ့သူကအောက်မှာ foundation ချတာတယ်ပြောလို့ရရှိရင်အလယ်မှာတိုင်လုံးကြီးတွေနဲ့တိဆောက်ထားတာလက်ရှိဒီအချိန်မှာတိဆောက်တာကတော့ကျွန်တော်တို့အင်္ဂရိနဲ့ပေါ့နော်အဲ့ချိန်တော့ကျိုးနာကြီးတွေနဲ့ဘုံပြားတက်ကြီးနဲ့ဆိုဘလောက်တော့မှခံနာပြီးတော့လှပလိုက်မယ်မသိဘူးတွေးကြည့်နေတော့ချက်သိမ်းထားတယ်ဒီအဆောက်အုံကြီးကိုအခန်းပေါင်း20ကျော်လောက်နဲ့ဖွဲ့စည်းထားတယ် ဗရဏာတွင်ပြသက်ဆောင်ဝဲရပွဲသက်ဆောင်ဇေတဝန်ဆောင်ထဝယ်ဆောင်မဖေ့ဆောင်စံနှုဆောင်တွေအင်္ဂါတွေလဲဆိုလို့ရှိရင်ဒီဟာအခန်း20လောက်ရှိတာပေါ့နော် စုလက်မူးချုံတွေကာယံလာပြီးတော့မှစုလက်မူးချုံတွေဆိုတာကတော့ဒီဟူဘုံပြတ်တွေပေါ့နော်အလဲမအလိုဟိုတိုင်လုံးကြီးတွေပြူရရှင်ဘုံပြတ်ကြီးတယ်ဆိုတော့အအရန်ကိုလှပတာပေါ့အာတက်သားရင်တိဆောက်လာတာတော်တော်ကြီးတော့ကြက်တွေရှိတယ်မှာပေါ့နော်ဒီရင်နာတော်ကြီးဆိုတာကဘယင်းနေမိပြားတွေစံမြန်းရှုစားခဲ့တဲ့နေရာပေါ့စာပေချမ်းရံတွေရာဆိုလို့ရှိရင်ကုန်းမောင်မြေတို့မေစကိုင်းမြို့လက်ထက်မှာခေါင်းစင်းမင်္ဂလာပွဲတွေရေတပင်ပွဲတွေ ရေခင်းပွဲတော်လှေခင်းပွဲတော်တွေကိုကျင်းပတဲ့အခါမှာဘရင်မိဖုရားတွေကဒီနန်းတော်ကြီးတွေကနေပြီးတော့မှဒီရေနန်းတော်ကြီးတွေကတော့မှသူတို့စံမြန်းပြီးတော့မှသူတို့ရှုစားကြတာပေါ့နော်စာပေကျမ်းစာတွေရဆိုလို့ချင်းမြေရူးမင်းဟာရန်ကုန်ကရွှေဘုံဖုရားကြီးကိုထီရော့တင်ပြီးတော့မှဒီအရာဝေမြေချောင်းလျှောက်ပြန်လာတာပေါ့နော်အရာဝေမြေချောင်းလျှောက်ပြန်လာပြီးတော့မှဒီရေနန်းတော်ကြီးရောက်တဲ့အခါမှာသူစိတ်တွေကြည်လင်တယ်ဘယ်လိုလိုရှိရင်ဟိုကြည်သူစိတ်တွေကြည်လင်တယ်ပေါ့နော် ရှုပ်ရင်းရတဲ့တာယာရဲ့အတွက်ကိုဒီဒီလက်ရှိခုပေါ်နေပေါ်လာရဆိုတဲ့ရင်နှံတော်ကြီးမှာရက်ပောင်းတော်ကြအချိန်တော်ကြသူဒီနေရာမှာမြို့ပြင်မှာဗောနော်သူစံမြန်းခဲ့ရဆိုတဲ့တမိုင်းထောက်ထားရလည်းရှိတယ်ဗောနော်